နာလုံးပဲမင်္ဂလာခင်ဗျဒီနေ့မှာတော့ကျွန်တော်ကဒူးဆန်းထွေလာအံ့ဖွယ်ကဘာထဲမှာတရဲချောက်ဆုံးလေစိတ်တွေထဲမှာတစ်ခုပါဝင်တဲ့ကိုရီအိန္ဒိယနိုင်ငံကလေစိတ်ကြီးကြောင်းပြောပြစီပါတယ်ဟုတ်ပါတယ်ထိုင်းနိုင်ငံကသူမနာဘူမိလေစိတ်ကြီးပါဒီလေစိတ်ကြီးဟာကဘာမှာတရဲအချောက်ဆုံးလေစိတ်ကြီးထဲမှာတစ်ခုပါဝင်ဖြစ်တယ်လို့စစ်တမ်းတွေကရေးသားဖော်ပြထားတွေ့ရတယ်ဘန်ကောက်ပို့သတင်းစာကလည်းသူမနာဘူမိလေစိတ်မှာ မကျွတ်မလို့ဝိညာဉ်တွေရှိတဲ့အကြောင်းကိုဆောင်းပါးရေးသားခဲ့ပြပါတယ်။တုဝနာဘူမိလေးစိတ်ရဲ့သဘောတရားကိုပြောရရင်တော့ဗျကျွန်တော်တို့မြန်မာပြည်မှာဗာနဲ့သွားတူတယ်လဲဆိုတော့တင်းချိုင်းမြေတွေလေတင်းချိုင်းမြေတို့လေနယ်တွေမှာရှိတယ်ဗျမြေချမ်းနယ်တို့ပါတော့လေတောင်ကုန်းတွေပါတယ်ဆိုလဲမြေချမ်းနယ်နေရာတွေအဲဒါမှမကျွတ်မလို့တွေရှိတဲ့နေရာတွေဒါမှမဟုတ်အဲ့မြေကိုဖျက်သွားဖျက်လာလို့ရင်ကိုဘာထထဖြစ်တယ်ဆိုတဲ့နေရာမျိုးတွေပေါ့အဲ့အပမိနေတဲ့မြေလိုနေရာမျိုးတွေရှိကြတယ် အဲ့မြေကျမ်းတဲ့နေရာမှာအဲထားပါတော့အိမ်မဲဆောက်ဆောက်ဘာပဲဆောက်ဆောက်အဲ့အိမ်နေမီးလောင်တာဒါမှမဟုတ်လေအဲ့အိမ်ကလူတွေယူသွတ်တာဒါမှမဟုတ် position လို့ပြောတာပုကတ်ခံရတာဒါမျိုးတွေဖြစ်တတ်တာတွေကျွန်တော်တို့ကြုံရလေရှိတယ်ပေါ့နော်အဲ့တော့သူဝနဘူမိလေစိတ်ဟာလေအဲ့လိုဖြစ်စင်မှာတော်တော်လေးစင်တူတယ်ဘာကြောင့်လဲဆိုတော့သူဝနဘူမိလေစိတ်ကိုဆောက်လုပ်ထားတဲ့နေရာကရှေးကောင်းတင်ဆိုင်မြေဖြစ်နေလို့ပါပဲအဲ့ပေါ်ထမဒီလေစိတ်ကြီးကိုဆောက်လုပ်ခဲ့တယ်ပေါ့လေ ဲ့တော့အခုအချိန်အထိတခါတည်းကမှ လေစိတ်ပတ်ဝန်းကျင်မှာမကျွတ်မလွတ်တွေကိုမြင်ရတယ်လို့ဒီစစ်တမ်းကရေးသားထားတာတွေ့ရှိရတယ်ဗျ2006ခုနှစ်တုန်းကသူဝနာဘူမိလေစိတ်ကြီးကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်အဲ့ဒီအချိန်ကနေစပြီးတော့လူတွေပျောက်ဖြစ်တာတွေဒီမတော်တဆမှုတိတိသာမြင့်တလာတွေဖြစ်လာတယ်ပေါ့လေလေစိတ်ပတ်ဝန်းကျင်မှာထိုင်းနိုင်ငံမှာရှိတဲ့အစွဲလန်းကြီးတဲ့သူတွေကတော့ လေစိတ်တိဆောက်ထားတဲ့မြေနေရာစီမှာကြံရိတ်ခဲ့တဲ့မကျွတ်မလို့ဝိညာဉ်တွေဟာမကျင်နိုင်ရင်မကျင်တတ်လို့ဖွေထားပြီးကြမ်းတယ်ဖွေထားဖောက်တာတွေဖြစ်လာတာတွေရှိတယ်ဆိုပြီးတော့ပြောကြတယ်ကြားသိရတယ်ဗျဒီလေစိတ်ကြီးကိုရှေးကောင်တင်ញိုင်ကောင်ကြီးတခုပေါ်ထမှာတိဆောက်ထားတာလို့ကျွန်တော်ရှေ့မှာလည်းပြောခဲ့ပါတယ်အရင်အတိတ်ကာလတုန်းကပဲအဲ့တင်ញိုင်မြေနေရာဟာမြေကျမ်းနဲ့အလျှောက်အလန့်အရန်များတယ်လို့နာမည်ကြီးမှုတယ်လို့သိရှိရပါတယ် DMK အဟောင်းကိုပေါ်လေ အစားထိုးဖို့အတွက်သူ့နာဘုံကြီးလေစိတ်ကြီးကိုဆောက်လုပ်ခဲ့တာပါ လေစိတ်ကိုဗန်ကောက်မြို့ရဲ့အရှိတ်15မိုင်အကွာမှာတိဆောက်ထားတာဖြစ်ပါတယ်လေစိတ်ကိုတိဆောက်ထားတဲ့နေရာကဒီနောင်ငူခေါင်ဒါမှမဟုတ်ကော့ဘရာစပန့်လို့ခေါ်တဲ့ရှေးခေါင်တင်ញိုင်းဂုံကြီးတစ်ခုပေါ်ထားမှာတိဆောက်ခဲ့တာဖြစ်ပါတယ်နောင်ငူအောင်တင်ញိုင်းကော့ဘရာစပန့်တင်ញိုင်းလို့ခေါ်တယ်။ဟိုရှေးအောင်တင်ញိုင်းကြီးတဲ့။သူ့ဝနာဘုံကြီးလေစိတ်ကြီးကိုဖွင့်ပြီးတဲ့အချိန်မှာမကျွတ်မလို့ဝင်ရင်လေစိတ်တဲ့၆သွားနေတာတခါတည်းရန် အဲ့လိုဝိညာဉ်တွေကလူတွေကိုဝင်ပူးလာတယ်ဖြစ်ခဲ့သေးတယ်လို့လည်းပြောပြရတယ်ကြားသိရတယ်ဗျ။လေစိတ်ကြီးကိုစတင်ဆောက်လုပ်နေတဲ့အချိန်တုန်းကလည်းဒီဆောက်လုပ်ရေးလုပ်သားတွေကတရက်တစ်စီတွေကိုမြင်လာတယ်ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာတချို့သောသူတွေတည်ဆုံးလာတာကအဲ့လိုရှောက်လန့်ခံရမှုတွေနဲ့ဆက်ဆက်တယ်လို့ဘန်ကောက်ပို့သတင်းစာကရေးသားဖော်ပြထားပါတယ်။၂005ခုနှစ်တုန်းကဒီလေစိတ်မဖွင့်ခင်မှာပေါ့လေမြေတန့်သွားအောင်မကျွတ်မလွတ်တွေကျွတ်တန်းဝင်အောင်အန်ရကင်းအောင်ဆိုပြီးတော့ တန်ကတော့69ပါပင့်ပြီးတော့ရုပ်စုပူဇော်တဲ့အခမ်းအနားတစ်ခုလုပ်ခဲ့ပါသေးတယ်။ဒါပေမဲ့မပြောက်ပါဘူး။အခုချိန်ဒီတိုင်း၆လမှုတွေကရှိနေသေးပဲလို့ဘန်ကောက်ပို့စ်ကရေးသားထားပါတယ်ခင်ဗျ။ထိုင်းယိုးရော်ကိုစုံဝတ်ဆင်ထားတဲ့အမျိုးသမီးတူနဲ့တုတ်တန်ဆောင်တက်ကြီးတစေပူမင်းအပါဝင်နဲ့တချို့မကြွ့မလို့တရက်စီတွေဟာသူ့ဝနာဘူမိလင်းပဲပဝင်ကြမှာအခုချိန်ထိတာအဲ့လိုမျိုးတစ်ခါတည်းရမှာသွာလာနေတာမျိုးမြင်ရတယ်ပေါ့လေအဲကျွန်တော်တို့မှာပြီနဲ့ ဘာသဘောတရားသွားတူလဲဆိုရင်ဗျတချို့နေရာတွေမှာဆက်ရှင်းကြီးတော့မမြင်ရဘူးပေါ့ဗျလာပြီလာကွယ်တော့တိုက်ဆိုင်တဲ့နေတွေမှာပေါ်လာတာမျိုးအဲ့လိုမျိုးတွေဖြက်ကနေဖြက်ကနေမြင်ရမျိုးတွေရှိရဲ့လို့ဒေတာခန်တွေကပြောတာတော့ရှိတယ်မွေးကင်းစာကလေးငယ်တစ်ယောက်ကိုရှီထားတဲ့အမျိုးသမီးတစ်ယောက်ဟာလေစိတ်ထဲမှာလမ်းရှောင်နေတာကိုအဲ့လိုတချို့သောရက်တွေမှာမြင်ရတယ်ပေါ့လေအဲ့အမျိုးသမီးကကားရဲ့ရှေ့မှာရေမောင်းတွေကို၆လက်မို့အတွက်တခါတည်းမှာဘွားကနေပေါ်လာမျိုးတွေရှိတတ်တယ်လို့ န်ကောက်ဘုတ်စတရင်စာကတော့ရေးသားထားပါတယ်လုံကြုံရေးအဆောင်တွေကိုဒီ၆လန့်ခဲ့တာမှာဆိုရင်လဲဟိုလုံကြုံရေးအဆောင်တွေမူပြီးလဲတာတချို့လေဆိုရင်အသက်ဆုံးရှုံးတာတွေဖြစ်ကုန်တယ်လို့ကြားသိရတယ်လေရင်ဝင်းကိုဆောက်လုပ်နေတဲ့အချိန်တုန်းကဒီမြန်မာအယူဆနဲ့ပြောရရင်ပြောလေမကျွတ်မလွတ်တွေကလူစားလဲတာပေါ့နေရာလဲတာဟိုဥစ္စာဆောင်နေနေရာလဲသလိုပေါ့လေဟိုရှေ့ကလူကသူတို့၆လန့်လိုက်လို့အသက်တည်ဆုံးသွားတယ် အဲ့လူကသူတို့နေရာကိုအစားဝင်သူတို့ကတော့ကြွတ်တန်းဝင်သွားဆိုသဘောမျိုးဖြစ်တာမျိုးတော့ရှိတယ်လို့သိရှိရပါတယ်ဒီလိုဖြစ်ရတဲ့အကြောင်းရင်းရဲ့လက်သက်တရခံနေတဲ့မှာလေစိတ်တိဆောက်ခွင့်ရတဲ့ contractor တွေရဲ့မတမာမှုလည်းပါဝင်ခဲ့တယ်ဗျအစိုးရကရှေးအောင်သူညိုင်းမှာရှိတဲ့အလောင်းအားလုံးကို နေရာပြောင်းရွှေ့ဖယ်ရှားပြီးမှလုပ်ငန်း권စတင်ဖို့အတိပေးခဲ့တယ်ဒါပေမဲ့ contractor တွေကအလောင်းတချို့ကိုမဖယ်ရှားဘဲနဲ့အဲ့တိုင်းဆက်ထားပြီးအဲ့အပေါ်ကနေဒီလေစိတ်ကြီးကိုဆောက်ခဲ့လို့အခုလိုနောက်ဆက်တွဲပြဿနာတွေ ဖြစ်လာခဲ့ရတာဖြစ်တယ်လို့ဒေသခံတချို့ကပြောပြပါတယ်ဗျ။လေစိတ်ဓာတ်တောင်တယောက်ကလည်းသစေနေထိုင်မှုနန်းနန်းတဆောင်ဆောက်ပေးခဲ့ဘူးတယ်။ဝိညာဉ်တစ်ခုချင်းစီအတွက်ဆောက်ပေးဖို့ကတော့ဘလို့မှအဆင်မပြေနိုင်တော့ဘူး။အဲ့ဒီအတွက်အားလုံးပေါင်းပြီးတော့နန်းနန်းကိုတစ်ခုတည်းဆောက်ပေးလိုက်ရတာဖြစ်တယ်ဆိုပြီးတော့ရှင်းပြဘူးလားရှိပါတယ်။သူဝနာဘုံကြီးလေစိတ်ကကဘာကျော်လေစိတ်တွေထဲမှာတစ်ခုအပါအဝင်မှာဒါပေမဲ့အခုချိန်ထိတိုင်းမကျွတ်မလွတ်တည်းရှိနေတဲ့လေစိတ်ဝိညာဉ်မြေဖြစ်နေတဲ့ လေစိတ်ဆိုတာကိုတော့လူသိနေပါပါတယ်။ကဘာပေါ်ကသရေချောင်မှုအများဆုံးလေစိတ်တွေထဲမှာဆိုရင်လေသူနာဘူမိလေစိတ်ဟာရှေ့ဆုံးနာကြကြာနေပါဝင်လို့နေပါတယ်။အထူးသဖြင့်လေစိတ်ဝင်တဲ့နေရာဖွင့်တာမပြောတာပါတယ်။အ ਨੇ ဆုံးအဲ့ဒီလေစိတ်ဝင်တဲ့တယောက်ဟာတစ်ချိန်လောက်တော့သူနာဘူမိလေစိတ်မှာအချောက်လန့်ခံရဘူးတယ်လို့ဘန်ကောက်ပို့စ်ကရေးသားထားပါတယ်ခင်ဗျ။ဒီကြောင်းရာလေးကစိတ်ဝင်စားဖို့ကောင်းလို့ကဘာပေါ်ကတရဲအချောက်ဆုံးလေစိတ်ကြီးကြောင်းကိုပြည်သက်တွေသိရှိအောင် တင်ဆက်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည့်စုံအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ